ပါကစ္စတန်တင်းကိုနိုင်ရရှိပြီးအာရှဘလတ်တွေချင်းနေကောင်းနေတဲ့မြန်မာအသင်း၂၀၂၀အာရှဘလတ်ချင်းချင်းပွဲစဉ်များဆက်လက်ကစားနေချိန်မှာမြန်မာလက်ရွေးချင်းဘောလုံးတင်းဟာအင်ကွင်းပွဲစဉ်မှာပိုးတိုင်နိုင်ရတဲ့တကူကိုပေါ်ဆောင်နိုင်ခဲ့ပါတယ်။ရန်ကုန်မြို့ဒုနာကွင်းမှာကစားခဲ့တဲ့ပွဲချိန်မှာမြန်မာအသင်းဟာပါကစ္စတန်တင်းကိုတကူကုန်းရှိနေအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲရဲ့ဒရုံးနဲ့တော့နိုင်ကိုကိုမြန်မာလက်ရွေးချင်းတင်းရဲ့အဓိကကစားမတူဖြစ်တဲ့မောင်မောင်လုံးရဲ့ပြစ်တဲ့မော်ကန်တီဘေးမှုကနေတစဉ်တိုက်ရှင်မှုတန်းပိုင်ကသူယူသွားခဲ့တာဖြစ်ပါတယ်။ဒီအနိုင်ရလက်ကြောင့်မြန်မာအသင်းဟာချင်းချင်းပွဲအောင်မြင်ရေးအတွက်ချီတလန်းပုံမှုနှိစက်လာခဲ့ပြီးပရိသတ်တွေကိုလည်းအားတက်စေခဲ့ရပါတယ်။ဒီနိုင်ပွဲရလက်ရမြန်မာအသင်းတို့အုပ်စုတင်ဒုတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။ မြန်မာအသင်းအောက်စုအဖွဲ့ကွဲစီမှာလည်းအာဖဂန်နစ္စတန်အသင်းကိုနှကိုတကိုနဲ့အနိုင်ယူထားခဲ့တာကြောင့်လက်ရှိချိန်မှာနံပါတ်ဆက်6မှတ်အပြည့်ရယူကအောက်စုကိုထိတ်ဆုံးကနေဦးဆောင်နေပါတယ်။ဒါအာဆာဘလာတို့ကြီးမားတဲ့ပြိုင်ပွဲကြီးတစ်ခုမှာပါဝင်ခွင့်ရဖို့အတွက်မြန်မာအသင်းတို့အလွန်ကောင်းမွန်တဲ့အစားပြုမှုတစ်ခုပါပဲ။မြန်မာဘောလုံးသမိုင်းအတွက်ရေးပါတဲ့အခွင့်အရေးကောင်းတစ်ခုကိုဖန်ဆုပ်နိုင်တာလည်းဖြစ်ပါတယ်။မြန်မာအသင်းအောက်စုတတိယပွဲစဉ်ဖြစ်တဲ့အော်တိုဝါ9ရက်နေ့မှာစီးရီးယားအသင်းနဲ့ဝေကွင်းပွဲစဉ်မှာကစားရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကမြန်မာအသင်းရဲ့ခြေစစ်ပွဲအောင်မြင်ရေးအတွက်အလွန်ရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး စီးရီးယားကလည်းအာရှဘောလုံးလောကမှာအဆင်လာကြီးမှပြီးအဆင်တဲမြင့်မာတဲ့အသင်းသင်းဖြစ်တာကြောင့်မြန်မာအသင်းတို့ခက်ခဲတဲ့စိန်ခေါ်မှုကြီးတစ်ခုလည်းဖြစ်လာမှာပါ ဝေကွန်ပွဲစဉ်ဖြစ်တဲ့အတွက်ဖီးယားမြောက်ဆက်ကိုလည်းရင်ဆိုင်ရဖို့ရှိပါတယ်။ပါကစ္စတန်ကိုနိုင်ရရှိခဲ့တဲ့ပွဲမှာမြန်မာအသင်းကအာရှဖလားအတွက်ခြေတလန်းနီးစပ်ခဲ့တဲ့ဆိုပေမဲ့ကစားကလေးပုံစံကတော့အားရစရာမရှိခဲ့ပါဘူးလို့ပရိသတ်တွေနဲ့ဘောလုံးသုံးသပ်သူတွေစီကနေဝေဖန်မှုတွေလည်းရှိနေပါတယ်။ဒီပွဲမှာမြန်မာအသင်းမှာအားနည်းချက်များစွာကိုတွေ့ရတယ်လို့ဘောလုံးသုံးသပ်သူတွေကထုတ်ပြကြပါတယ်။အထူးသဖြင့်တိုက်စစ်ပိုင်းမှာအဆုံးသတ်ပိုင်းညံဖြစ်မှုတွေတိတိတသားရှိခဲ့ပြီးကိုရရှိနိုင်မဲ့ခွင့်ရေးများစွာကိုအသုံးမချနိုင်ခဲ့ပေလွှဲချော်ခဲ့တာတွေဟာနီးပြဖွဲ့အတွက်ပြန်လည်သုံးသပ်ပြီးလေ့ကျင့်ခန်းတွေပုံမှုလှုပ်ဆောင်ရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။ ကိုဘုတ်ရှိမှာ AC တည်ငြိမ်မှုနဲ့ထိရောက်တဲ့ဆုံးသက်တိုင်စွမ်းတွေဟာနောက်ထပ်ပွဲစဉ်တွေမှာမရှိမဖြစ်လိုအပ်လာမှာပဲဖြစ်ပါတယ်။ဒါပြင်ကွင်းလှည့်ပိုင်းမှာဘောလုံးပေးပို့ဖို့အမြင်မရှိခဲ့တာတွေတိုင်ပတ်ရဲ့ဖိအားပေးမှုအောက်မှာဘောလုံးကိုကောင်းမွန်စွာထိန်းချုပ်ပြီးရှေ့ဆက်ဖို့အခက်အခဲရှိခဲ့တာတွေလည်းတွေ့ခဲ့ရပါတယ်။ကွင်းလှည့်လူတွေကတိုက်စစ်နဲ့ခန်းစစ်ကြောင်းမှာချိန်ဆမှုတွေအားနည်းခဲ့ပြီးအဆုံးဖြတ်ပေးရမယ့်ဘောလုံးပေးပို့မှုတွေမှာအားနည်းခဲ့တာကြောင့်တိုက်စစ်ကိုထိရောက်တဲ့အထောက်ပံ့တွေမပေးနိုင်ခဲ့ဘူးလို့ဆိုချင်ပါတယ်။ဘောလုံးပိုင်ဆိုင်မှုတွေရှိခဲ့ပေမဲ့ကစားကွက်ကိုကောက်ကောက်မတီးဆောက်နိုင်ခဲ့တဲ့အခြေအနေတွေလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒီနိုင်ငံကအရေးကြီးပေမဲ့မြန်မာအသင်းတွေနဲ့လာမယ့်စီးရီးယားလိုဆင်းမြေပြိုင်ပိုင်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေအတွက်ဆိုရင်လက်ရှိအားနည်းချက်တွေကိုအများဆုံးပြုပြင်သွားဖို့လိုအပ်ပါတယ်။ဒီပြကြုံတဲ့ဖွဲ့ဝင်တွေအနေနဲ့တိုက်စစ်ပိုင်းရဲ့အဆုံးသတ်ပိုင်းစွမ်းရည်ကိုမြင့်တင်ဖို့လေ့ကျင့်မှုတွေပိုလုံးဆောင်ရမှာဖြစ်တယ်လို့ကွန်းလယ်ပိုင်းရဲ့ဘောလုံးဖြတ်ဝေမှုနဲ့ဖန်တီးနိုင်စွမ်းကိုလည်းပိုမိုကောင်းမွန်လာအောင်ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ကန်စစ်ပိုင်းမှာလည်းစီကန်းရှိရှိနဲ့ကစားနိုင်ဖို့အမားရွေတွေကိုရှော့ချဖို့လိုအပ်ပါလိမ့်မယ်။ဘလို့ပဲဖြစ်နေပါစေနှစ်ဝေကစားချုံမဲ့ရရှိထားခြင်းကမြန်မာအသင်းအတွက်လွန်ကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်ပြီး ဒီလိုအချိန်ကြီးကောင်းကိုအခွင့်ကောင်းယူပြီးလာမယ့်ပွဲချင်းတွေမှာလည်းအားနည်းချက်ကိုပြုပြင်ကချိန်ဆပြနိုင်မယ်ဆိုရင်တော့2020ခုအာဆာဘလတ်ပြိုင်ပွဲကြီးမှာမြန်မာအသင်းကိုမြေတူရဖို့အခွင့်အလမ်းကောင်းတွေရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာဘောလုံးပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအသင်းအနေနဲ့ဒီအခွင့်အရေးတွေကိုအကောင်းဆုံးသုံးချနိုင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။ဒီမှာဒီနေ့တက်တဲ့အမား